စားပေါင်းခင်ဗျာချီးတုံးရင်ကြွေးပါလေ Okay တကူရင်ပြီးွားရင်ချောင်းချောင်းဆိုစတီဗင်ချောင်းပေါ့ဗောနော်တွဲချောင်းလာလဲပေါ့အီတလီယန်ဘာသာစကားနဲ့နှုတ်ဆက်တာဖြစ်ပါတယ်အဲ့တော့အီတလီလိုနှုတ်ဆက်ပြီးအီတလီစကားစပြောင်းမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့ကာပိုနာရာချက်ပြအဲ့တော့ကာပိုနာရာကသူကအီတလီမှာဒီ traditional method နဲ့ချက်တာရှိရယ် non traditional ရှိရယ် traditional ကြောင့် italian chef တွေအလုံးဝအကြိုက်နော်ဒါလုံးဝသူကဟိုးအရင်ကအတိုင်းချက်တာ non traditional ကြောင့်ဟိုဟာဒီဟာရှောက်ထည့်ပြီးတော့ပိုးပြီးစားကောင်းလို့လုပ်တာပေါ့နော်ဆိုတော့ italian တွေကအဲ non traditional ကိုမကြိုက်အဲ့တော့ traditional လည်းချက်ပြမယ် non traditional လည်းချက်ပြ italian chef တွေကတော့ဒီ cheese ကို pecorino romano ကိုတုံးကြပါတော့နော်ဒီမှာမရှိဘူးမရှိဘူးမြန်ပါတုံးလဲဆိုတော့ grana padano တုံးမှာဖြစ်ပါတယ်ဒါနဲ့လည်းကောင်းတယ်ဟို pecorino romano ကကြောင့်သူကဟိုတိုးရဲ့နိုးနေလို့ခါပါတော့နော် တုံးလုံးနဲ့လှုပ်ထားတဲ့အတွက်သူ့ရဲ့အရသာပို့ပြီးတော့ဟို strong ဖြစ် intense ဖြစ်ဒီ granada patano ကကြောက်တက်ထားနည်းနည်းလေး mind ဖြစ်တယ်ဒါပေမဲ့ကောင်းတယ်အဲ့ဒါလည်းပါတယ်ပြီးရင်နောက်တစ်ခါ parmesan cheese ပါတယ် parmesan cheese ပါတယ်ပြီးရင်နောက်တစ်ခုကအီတလီမှာဆိုတော့ဟို guanciale လို့ပြောတော့တယ်မဟုတ်လား guanciale ဆိုတာဘာလဲဆိုတော့သူက cure လောက်တာအဲ့ဒီဝပါသားပေါ့နော်ဝပါသားဘယ်လိုတုံးလဲဆိုတော့သူကအစီးတွေပါတယ်အသားတွေရှိတယ်အဲ့ဒါအောင်မှသူက cure လောက်တာဒီ spice တွေပါတယ်အဲ့ဒါအောင်မှလာပေါင်းများစွာ cure လောက်ထားတဲ့အတွက်သူ့ရဲ့အသား ပို့ပြီးစကောင်းတာပေါ့နော်ပြီးရင်ပန်ဆာတာလို့ပါအောင်တုံးကြပန်ဆာတာဆိုတာကျတော့ဒီဘေကွန်ဘေကွန်မှာ QR လောက်တာဒါပေမဲ့ဒီမှာကျတော့ဒီဟာတုံးတာကျတော့ QR မဟုတ်ဘူးဒါပေမဲ့ရိုးရိုး slice လောက်တာပေါ့နော်ဆိုတော့ဟိုအိုင်းနဲ့ပါကွာလဲဆိုတော့ဟိုအိုင်းလောက်အနက်ရတာမကောင်းပေါ့နော်ဆိုတော့ဒါပေမဲ့ဒါပဲရှိတယ်ဆိုတော့ဒါပဲတုံးမယ်နော်ပြီးနောက်တစ်ခုမင်းသားပါလဲဆိုတော့ကြက်ဥကြက်ဥကမှအနှစ်နှလုံးတုံးမယ်နှလုံးတုံးမယ်ပြီးရင်အကားတော့မတုံးပေါ့နော်ပြီးတော့သူ့ရဲ့မင်းသားထဲမှာဒီ black pepper ပါတယ် Yeah. So that traditional method. Nan traditional မှာကြတော့ဘာသုံးလိုက်လဲဆိုတော့ cream သုံးတယ်။အဲ့တော့တကယ် Italian chef တွေကဒီလို cream သုံးရင်မကြိုက်။ cream သုံးလို့ရှင်စားလို့ကောင်းတယ်။အဲ့တော့ကိုကြိုက်နေကိုပေါ့နော်။အဲ့တော့နှစ်မျိုးလုံးချက်ပြန်ဘယ်ဟာကြိုက်လဲဆိုတော့အကုတ်ကိုကြည့်လိုက်။ဟောပြီးနောက်ထပ်အရေးကြီးတာဒီမှာမင်းသားအဲမင်းနာကဒါအင်ဂျယ်ဟဲအင်ဂျယ်ဟဲကျနံပါတ်1အပါဆုံးအသေးဆုံးနံပါတ်5ကကျတော့ G ရယ် ဲ့တော့ကာဗိုနာသုံးတဲ့အခါမှာကျတော့တိတိလေးနဲ့ဆိုရင် cream နေဘက်ပါတယ်အဲ့တော့ជីជីလေးနဲ့မှမိုက်တယ်ជីជីလေးကိုသုံးမယ်ဒီ angel hair ကြောင့်မင်းဘာကိုချက်ပြမလဲဆိုတော့ elio at olio ချက်ပြ elio at olio နောက်နေ့ကြမှာချက်ပြအဲ့လိုလဲအဲ့လိုပဲ traditional နဲ့ natural နဲ့နှလုံးချက်ပြဒီနေ့ကကာဗိုနာချက်ပြအဲ့တော့ fine dog ran သုံးမယ်ဆိုတော့ဒီလေးက250တဝက်ယူမယ် specky ကောင်းလို့ရှင် 250g ရပြီဒီကောင်မင်းတို့ 100g သုံးမယ်ချက်ဦး အနှစ်ကြီးပဲနှလုံးထဲနော်ဒီအကောင်မယူပါနော်အနှစ်လေးပဲယူအပစတူရဲ့ဒီ creamy texture ကိုလိုရမယ်အဲ့ဒါတလုံးရပြီမဂရန်နာဘတာနိုဝါဆိုတော့နှစ်မျိုးရှိရပါတော့ဒီကောင်က800 gram လားမသိဘူးဒါဆိုရင်200 gram ပဲရှိတယ်ဆိုတော့ဒါကကြတော့ the great great on it or chill so ဒီကောင်ကဒီကောင်တိတ်မငယ် permission ငါကြောင်းနည်းငယ်နေမှာပါအဲ့ permission ကြတော့မင်းက short ထည့်လိုက်မှာအကွက်ကို just လို့ရအောင်နော်ရပြီ Tom and Jerry อ่ะဟိုတတ်တရီอ่ะဟိုကောင်လေးက cheese ကြတယ်လေဆက်ကြည့်စားလို့ရတယ်ဆက်ကြည့်စားလို့ရမင်းကကြည့်လိုက်ငယ်မငောင်ရလိုက်ရှိအောက်ကောင်ဆိုဒီတုံးရဘယ်လောက်ကြီးလဲဆိုတော့ ဒါဘီနာမလားဟဲ့လားဒါမျိုးလေးကဒါအတုံးရဲ့အောက်ခြေအပိုင်းလေးဆိုတော့ဒါအဝိုင်းကြီးပဲတချို့ဆိုရင်ဒီကာဘိုနာရာကိုဘယ်လိုလုပ်လဲဆိုတော့စပက်ဂက်တီခေါက်ဆွဲကိုဒီအတုံးပေါ်မှာတင်းတယ်တင်းပြီးတော့ဒီမှာ cheese ကအရေးပြောသွားအဲ့တော့မလို့လုံးမှုရဲ့ cheese တွေမျောင်းနေအဲ့လိုချက်ကြကော50 g ခုနအတုံးပေါ်မှာချစ်လိုက်တယ်ဒါလေးပဲကျန်တော့ ဆိုပြီးပြီးရင်မင်းမင်းဒါလောက်ထပ်တော့မယ်ပြီးရင်ပို့မယ်ပို့တဲ့ဟာကိုမင်းမင်းဘယ်သူလိုက်ချက်ချင်လဲချက်ချင်တဲ့လူတွေကိုလက်ဆောင်ပေးမယ် okay အဲ့တော့ကာဘိုနာရာ traditional ကာဘိုနာရာချက်ဖို့တပိုင်လို့လဲဆိုရှင်ဒီမှာကြအုပ်တစ်လုံးရယ်ကြအုပ်အနှစ်ကြီးပဲနှလုံး parmesan cheese က10 gram ပြီးဒီဘက်က runner padano က50 gram တကယ်လို့မှဒါကို43ဒေါက်23ညလဲရမြင်ကြ parmesan ကြတော့နည်းနည်းတော့သူ short တယ်ပြန်ဆော့ကြတော့ဒီကပြောင်းရင်ထဲဖို့ဒါ black pepper ပါတယ်ပြီးရင် bacon ပါတယ်ဆိုတော့ဒါ ် nan tradition မှာကျတော့ဘာပါဝါလဲဆိုတော့ဒါပါဝါတယ်အပေါ်က garnish ကိုလေဒီမှာဟို flip parsley ပါ Italian flip parsley ပါပြီးရင် cream တောင်းတယ်အဲ့ Italian ညာ cream တောင်းမှာကြိုက်အဲ့တော့နှစ်မျိုးလုံးချက်ပြတဲ့သားနဲ့အဲ့အစီလေးကိုတစ်ခုကကျတော့ mino spaghetti ကိုပြုတ်မယ်နောက်တစ်ခုကကျတော့ဒီဘက်က bacon ဒီဘက် bacon ဒီဘက်မှာမီးအေးအေးလေးနဲ့ကြော်မယ်နောက်တစ်ခုကကျတော့ဒီကြက်ဥတွေဒီ cheese တွေကို ဝေမယ်โอเคပြီးတော့မှဒီကပြုတ်တဲ့ပြုတ်ပြီးသားစပက်ဂတီကိုခဏဘေကွန်နဲ့ကိုမျိုးထည့်လိုက်မယ်ပြီးတော့မှဒီ cheese ကိုဒီပေါ်တင်လိုက်မှာမှွေထားတဲ့ cheese ကိုဒီပေါ်တင်လိုက်မှာအဲ့အချိန်မှာဒီထားမှာပြီးမှဆက်ပြောအဲ့တော့ရင်သွေးစုလိုက်နေစုပြီးဆိုမှမျိုးစားလိုက်တယ်ဘာဖြစ်လို့စားထည့်ရလဲဆိုတော့ तू ကစားထည့်လိုက်ခြင်းအဖြစ်သူ့ရဲ့ဒီဒီစပက်ဂတီရဲ့ထဲကိုအရသာဝင်သွားပါတော့နော်ဒီမျိုးကဒါလေး twist လုပ်လိုက် twist တော့သူအตาလေးမှွေလိုက်အောက်ကလည်းမြင်ရလေးမှွေလိုက်တော့သူကွေးပြီးတော့အောက်ကိုကျသွားတယ်ဒီဘက်ကစပက်ဂရီ7မိနစ်ပြုတ်ထားတဲ့အချိန်မှာမင်းတို့ဒီဘက်မှာဒီဘေကွန်လေးကိုမီအီအီလေးနဲ့ကြော်ဘာလို့မီအီရမီအီစင်တာလဲဆိုတော့သူကဒီဝတ်သားရဲ့အစီလေးတွေကိုအပြင်ထွက်လာအောင်နော်ဖြည်းဖြည်းချင်းကျွတ်လာတဲ့အထိထားမယ်အအကျုပ်အနှစ်နှလုံးထည့်မယ်ကျုပ်တလုံးလုံးထည့်မယ် အင်ဂရနာဘတာလို့ထည့်မယ်သူကအစီလေးပြန်ထားတယ်ကြွတ်ကြွတ်လေးပြန်အစီထွက်လာအောင်ကြောအော်ကဲစာဘေကွန်လေးစာကြီးကျစ်လာပါပြီဘေကွန်လေးနည်းနည်းယူထားမယ်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့ဖြူပေါ့ ဲ့တော့ဒီအပူကိုမင်းကရက်ရှင်တာပေါ့နော်နောက်ဆိုရပြီဆိုတော့ဒီရေကရေကိုတုံးမယ်ဒီရေကကျတော့သူကခုနကဒီစပက်ဂရီပြုတ်ထားတယ်သူရဲ့အရေကပို့ပြီးတော့ပစ် starchy water ပေါ့နော်ဟုတ်အဲဒီထက်ရေပါမမကြောက်နဲ့ဒီရေကရေကဒီရေကရေလိုတယ်ဒီချိန်မှာတတိထားမှာမီးပိတ်ထားပါဘောနော်ဒီပြင်မှာဒါလေးမှုေးလိုက်မယ် ပြီးကိုင်းနေခြင်းယောဝါမနောက်ဆုံးမင်းသားလာပြီဒီနောက်ဆုံးမင်းသားကိုထဲတဲ့ချိန်မှာတတိထားမှာဒီမီးကပိတ်ထားမှာပေါ့နော်တကယ်လို့မှဒီမီးကဖွင့်ထားမယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ဒီကြက်ဒါဒီကြက်ဥနဲ့ cheese နဲ့ဟို scramble egg ကြက်ဥကြော်ဖြစ်သွားတယ်မှာကြက်ဥကြော်မဖြစ်အောင်မီးအေးထားဖို့လိုတယ်အပူချိန်လေးရှိရဲဆုံးလာမှာအဲအချိန်တိုင်းမှာမင်းတို့ကဒီဘောက cheese ထည့်လိုက်မယ် ြုရှင်ဝင်မယ်ဒီ process ကိုကြာ emulsification ခေါ်တယ် emulsification ဆိုတာမတူတဲ့ liquid တွေကိုဟိုဒူ sauce ဖြစ်တော့လို့မှုရတယ်မှာတကယ်တော့အောက်ကပူနေမယ်ဆိုလို့ရှင်သူက scramble egg ဖြစ်တာမှာဒီထဲမှာဆိုလို့ရှင် cheese တွေပါတယ်ကြက်ဥနှစ်တွေပါတယ်ကြက်ဥပါတယ်ပြီးရင်ခုနကဒီ spaghetti ပြုတ်ထားတဲ့ဟို starch ဝတ်တိုက်ပါနော် မစာ emulsification process ကလုံးလုံးနေယောတော့ shay အခုဒီရဆိုလို့ရှိရင် traditional carbonara တကယ်လို့မှ traditional မဟုတ်ဘဲနဲ့အသစ်ဆိုလို့ရှိရင်မင်းတို့ဒီ cream sauce cream ပေါ့နော် cream ကိုထည့်လိုက်လို့ရှိရင်သူကပို့ပြီးတော့အရသာ rich ဖြစ်သွားတယ်ဒါပေမဲ့အဖြူရောင်ဘက်ကိုပို့သွားပါဘောနော်ဒါဆိုလို့ရှိရင်ဒါ traditional အတိုင်းဖြစ်တဲ့အတွက်သူ့ရဲ့အကြောင်းကလုံးဝဝါရောင် yellowish color နဲ့အဲ့တော့မှမင်းတို့ဒီဘက်ကဒီ starchy water လေးထည့်တယ်ပဲ amoy dari emulsification process kat bubur bila lok lah mah creamy texture ni ni amoy bio tak macam jujur jujur tapi kau ni mana tak tenang di pemain menu di parmesan cheese ko ဖြူးလေးရှိအောင်နော်ပါမေဂျွန်ပါမေဂျွန် cheese cake အရသားကြောင့်နည်းနည်းလေးငန်တဲ့ဘက်တော်တော်များများတက်သိမ့်မကြအဲ့တော့ granola butter နို့ပဲသုံးမယ်ဒီမှာလေးကိုပေါ်နေချစ်ချလိုက်နောက်တစ်မျိုးချက်ပြအောင်မမချက်တော့မင်းအများကြီးရှိသေးရယ်ဆိုတော့လေ cream ကိုတစ်ခါရောပြလိုက်မယ်တိတ်မကွဲဘူးဆိုတော့ Italian lepas lately. Wah, wow, OLED. Pilihan mm. buah parmesan cheese dia pula. Pilihan di sabang pia, lima. Ini saya cerita spaghetti carbonara ni. Ayo, pilihan ni suai lah. Pilihan di sabang pia, ini cuy balik. Sorry. Hmm. Mm. သူ့ရဲ့ဒီကြုပ်အနှစ်အရသာ cheese အရသာအဲမှာ balance ဖြစ်ပြီးသားလို့တော့ကောင်းတာစိုင်းမှာစားတယ်ဘို့ကောင်းတာ maybe cheese က quality ရှိ cheese တွေတုံးပြီးအများကြီးထည့်ထားလို့ဖြစ်မှာပြီးတော့ cream မတုံးတော့အဲမှာလိုပြပြလေးကြတယ်ကဲမှာကွာကြဲကြဲလေးစားနေလို့ရှင်ဒီ starchy water နည်းနည်းပို့ထည့်ပြီးရင်ကြုပ်အနှစ်လေးထပ်ထည့်ပြန်ကြည့်လေးနဲ့တက်တဲ့ ก็รู้ดูเชิงอย่างนี้พอเสร็จอืมครีมบาร์ไว้เนี่ยดีนะจัดหายเขาปุ๊บเจ๊

ကျန်သေးတယ်ပြီးရင်ပါမဂျန်ချီးစ်တွေလည်းအများကြီးကျန်သေးတယ်အဲ့တော့ကျွန်တော်ချက်တဲ့လိုမျိုးလိုက်ချက်ချင်လို့ရှိရင်ကျေးဇူးပြုပြီးအောက်မှာ comment ရေးခဲ့ပါမင်းမဆန်ဒီ cheese တွေကို one portion စာပေါ့နော်ပြီးမယ်ဒီမှာလာယူရမလဲဆိုတော့မင်းမင်းပြီးလို့ရှိရင်ပြောပြအဲ့တော့လိုချင်တယ်ဆိုလို့ရှိရင်မင်း comment မှာရေးခဲ့ပေးအဲ့လိုပဲတခြားဟင်းတွေချက်ပြအောင်ချက်ပြလို့ရှိရင်မင်းမင်းဆံမအများနဲ့အဲ့လိုမျိုး ingredient တွေပိုရိုက်ရှိလိမ့်မယ်အများကြီးရှိမင်းမဆန်ကျွန်တော်ပိတ်သက်တွေကိုလည်းချက်စစ်တင်လို့ကျွန်တော်ဝေမျှပေးမယ်ဝေမျှပေးတဲ့ခါကျလို့ရှိရင်လိုချင်လို့ရှိရင်အောက်မှာ comment ရေးခဲ့ပါကျွန်တော်ပြီးပါမယ် ရှိသေးလို့ရှိရင်ပေါ့နော်မရှိရင်တော့မရဘူးကျေးဇူးတင်ပါတယ်